အားလုံးမဲ့မင်လာဗျာ gaming asia host fan ni ban ni host kan ni pian le ကျော်စလိုက်ပါတယ်ကဲဒီနေ့ပြောပြပေးမှာတော့ game အကြောင်းမဟုတ်ပါဘူး board ကထပ်ပြီးတော့ကြီးကြီးမားမားလှုပ်ချလိုက်တဲ့အကြောင်းပါသူတို့ရဲ့ steam deck က hand held gaming logo ကိုအုံမြချပေးပြီးတော့ခုကျနောက်ထပ် hardware အသစ်တွေနဲ့ပြန်ရောက်လာပါပြီအဲဒီဒီခါတော့တစ်ခုတည်းမဟုတ်ပါဘူးသုံးခုတွဲပါ stream machine တဲ့ stream frame လို့ခေါ်တဲ့ VR headset အသက်ပြီးတော့အားလုံးအတွက် stream controller အသက်အဲဒီ video မှာတော့ဒီ product သုံးခုမြင် body ရဲ့နောက်ဆုံးတော့လက်ရာတွေကဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲ PC gaming ရဲ့အနာဂတ်ကိုဘယ်လိုပြောင်းလဲသွားတယ်မလဲဘာညာတာကကုန်လုံးသိကျင်နေတဲ့အကြောင်းအရာတွေကိုမြန်မာလို့ပြောပြပေးတော့မှာမို့လို့အားလုံးပဲကျွန်တော်နဲ့မြန်မာလို့သိကြည့်ပါလားကျေရပထမဆုံးတွေ့ရမှာ steam machine အသက်ပါ 2015ခုနှစ်ကပထမဆုံးစကေးမှာရှင်ရဲ့ Linux ပြဿနာစီးကြီးလို့နဲ့ဘာညာအကြောင်းမျိုးမျိုးနဲ့မအောင်မြင်မှုကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်။ဒါပေမဲ့ဒီခါတော့ port ကတင်ငန်းလာယူပြီးတော့ပြန်ကန်ပါလာပါတယ်။ဒီစကေးမချင်းတက်ကလက်ရှိ Steam Data ဆွဲဆောင်ရေး6ဆကံပုံပုံမြင်မာတယ်လို့ဆိုပါတယ်။အဲပြောချင်တာ 4K resolution မှာ AAA game တွေကို ultra setting နဲ့60 frame မှာစကန်အထိချိုးချိုးမွမွကစားနိုင်မယ်တဘောပါ။အဲမြန်မာလိုလူနားလဲအောင်တူတူနဲ့လိုရင်းပြောရရင်နော် screen ဘလောက်ကြီးကြီးကြီးတောက်ရှင်းချောမှုပေါ့ဗျာ။ ူမှာ custom design APU တက်ဆင်ထားပြီးတော့ gaming PC တစ်လုံးစာလောက်ဆွမ်းအားရှိမဲ့ဆက်ပါဒီဆက်ကိုတင်းရဲ့ TV ရှေ့မှာထားပြီးလက်တွေ့ကစားရမဲ့ living room PC အနေနဲ့ရှိရပါတယ်အဲရုပ်တရက်ကြည့်လိုက်ရင်တော့အမဲတုံးလေးဘာလေးလဲ UPS ပြန်မီးနိုင်လောက်တဲ့ design ပေါက်ပေမဲ့အတွင်းဘက်မှာတော့ PC ရဲ့ဆွမ်းအားအပြည့်ရှိပါတယ် Steam OS ကိုအခြေခံလိုက် snip ဖြစ်ပြီးတော့ Steam controller နဲ့လည်းချိတ်ဆက်အသုံးပြုနိုင်မဲ့ Steam မှာ verify မိတဲ့ game တွေကို Steam အခြေမှာချက်ချင်းအစင်နဲ့အကုန်ဆော့လို့ရမယ်ပေါ့ဗျာ ဒါ PC game experience ကိုအိမ်တော့ console ဈေးကထယူဆောင်လာတာနဲ့ခြေလန်းကြီးပါပဲ။ဟဲ့ဒုတိယမြောက်ကျင်ညာချက်ကတော့အားလုံးအကြိုက်ဆုံးဖြစ်လောင်မယ်တကယ်ကိုစောင့်ရဲလိုချင်လိုက်တာဆိုတဲ့စိတ်ချက်ချင်းပေါက်စီမဲ့ scan frame မှာဘောကဗီယာနီးပညာကိုအစင်တစ်ခုမြင့်တင်လိုက်ပါပြီ။ဘာညာပေါ့လေ။အဲဒီမှာပထမဆုံးပြောချင်တာဒီ headset ကဂျိုးမဲ့ wireless ပါ။အာ wireless ဗီယာပဲထူးတယ်လားခုမှမြင်မှုလားလားဆိုရင်တော့ပြောချင်တာမတူပါဘူး။ကျွန်တော်မြင်နေကြတာမှာ scan လို့ဗီယာပြီလို့မျိုးမဟုတ်ဘူး။ stream player တဲ့ game PC နဲ့ game ကို stream လုပ်ယူပြီးကစားရတာပါ။အဲဆိုလိုတာ Half-Life Alyx လို့ game မျိုးရေးသမင်းနဲ့ချိုးကင်းကင်းကစားနိုင်မဲ့သဘောပါ။သူမှာ T-Dan Develop Wireless Technology တခုပါဝင်ပြီးတောင်းနေမှုအနည်းဆုံးအဆင့်ထိခြားထားနိုင်တယ်လို့လဲဆိုပါတယ်။ပြောချင်တာက Wireless မဟုတ်လို့ delay တွေပါလေမရှိဘူးပေါ့ဗျာ။အဲ now display ဘက်မှာလဲကြီးမားတဲ့ဒုတက်မှုရှိပါတယ်။ Micro OLED panel တွေကိုသုံးတာမရှိရင်ဆိုရင် SC rate နဲ့ contrast ratio ပုံမကောင်းဘူးဘီ battery လဲပုံမချွေတာနိုင်ပါတယ်။ မြင်ရမယ်မြင်ခွင့်ရလဲ for industry တောင်ပိုကျတယ်လို့ဆိုပါတယ်။အဲထုံးစံတိုင်းမြန်မာလူလူနာလေအောင်ထူထူပြောရရင်တော့ virtual world တွေကိုပို့ပြီးတော့ကိုရန်ရှောင်းတယ်လို့ခံစားရမယ်။ဘာညာပေါ့ဗျာ။ဒီ headset ကို PC နဲ့ချိတ်ဆက်ဖို့တော့ dedicated wireless dot ခုပါရှိပါတယ်။ဒီ dot က PC ရနဲ့ signal တွေကိုလက်ခံပြီး audio CO wireless ကနေပို့ပေးပါတယ်။ဒီလိုနည်းပညာမျိုးအရင်ကလည်းတွေ့ဘူးပဲမြန် board က stress power နဲ့ hardware ပေါင်းစပ်မှုကျွမ်းကျင်မှုတွေနဲ့တူရေသွင်းမြင်တော့ experience ကိုပေးနိုင်မယ်လို့ပြောထားတယ်ဆိုတော့မျှော်လင့်ရတာပေါ့လေ။ အရင်က Void Index က High End VR တွေတော့ရွှေစံတုံးတစ်ခုဖြစ်ခဲ့ပါတယ်။အခု Skin Friend ရ Wireless အဆင့်ကိုတင်ပြီးလိုက်တာပါ။ Meta Quest Pro လိုမျိုးကျိုးမဲ့ headset တွေအတွက်ဓာတ်ရိုက်စိန်ခေါ်မှုကြီးပါပဲ။အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာ CAN ပဲပြင်လာတဲ့ stream controller အတက်ပါမူလ stream controller ရဲ့အားသာချက်ဖြစ်တဲ့ trap pad ကြီးကိုဆက်လက်ထိန်းသိမ်းနေပါတယ်။ဒါပေမဲ့ဒီတစ်ခါသူတို့ port ကြောင့် port တုံးမြတ်မှုမြန်အောင်ပြုလုပ်ထားပါတယ်။ဘာညာတော့ပြောတာပဲ။အဲ့နောက်ရိုးရိုး analog stick ကိုလည်းထည့်သွင်းပေးတာပါတယ်။ဒါလူတွေ wire play ငယ်ချွေရင်းချက်ကိုဖြည့်ရှင်းလိုက်တာပါ။ လက်ထဲကင်နိုင်ပိုပြီးတက်တော့တာရှိအောင်ဒီဇိုင်းပြင်နိုင်လို့တည်ရပြီးတော့ cloud တွေမှာ happy fever စနစ်အစ်စ်မြင်နာပါတယ်တဲ့ဆိုလိုတာကတော့ဗျာခင်ဗျာခင်းနဲ့ဗတ်နက်နဲ့ပြတိုင်တာမို့ကားမော်နဲ့ cloud ကနေဒီစစ်မှာခံစားရမယ်ပေါ့လေအဲဒီ controller ကို bluetooth နဲ့ type c နဲ့မျိုးလုံးနဲ့ချိတ်ဆက်နိုင်ပါတယ် stream machine stream တဲ့အပြင် pc နဲ့ပါအသုံးပြုနိုင်ပါပါပေါ်တဲ့ရည်မှန်းချက်ကတော့မပြောင်းလဲပါဘူး mouse နဲ့ keyboard လိုမျိုးတီးကြတဲ့ input ကို controller တစ်ခုနဲ့ရအောင်လုပ်ချင်တာပါ strategy gain နဲ့ CD betting gain တွေကိုတင်းရဲ့ clutch time မှာလဲလဲအောင်ပြီးတော့ချောချောမွေးမွေးကစားနိုင်အောင်ရှိရထားပါတယ်။အဲဒီ controller အသက်က DG matchup ကို counter ဖို့ဖို့ counter version ဖြစ်လာမှာဖြစ်လာတော့စောင့်ကြည့်ရမှာပေါ့လေ။ကဲအဲ့တော့ကျင်ညာတော့တဲ့ product တွေကကုန်ပြီဆိုရင်မဲ့လေကျွန်တော်ပြောချင်တာကတော့မကုန်သေးပါဘူး။ Lord တို့ဒီ product တွေကြည့်ပြီးတော့တစ်ခုခုသတိထားမိတယ်။ဘောတဲ့မဟာစီမံကိန်းကိုတွေးမိလား။ အဲပြောနေတာဗျာအခုကြညာတော့တာတွေအားလုံးတေးချာသတိထားကြည့်မယ်ဆိုရင် board က PC game ကိုဘယ်နေမှာမဆို lottery အတွက်ယူဆောင်သွားနေနေတာပါ steam deck သင်ရဲ့အပြင်ဘက်မှာ steam machine သင်ရဲ့အဲကန် TV မှာ steam frame ဘာကျူရဲ wall မှာ steam controller ဒီစအားလုံးကိုချုပ်ကင်ဖို့အတွက် သူတို့ ਆ stream os နဲ့ proton ဆိုတဲ့အုပ်မြစ်ပေါ်မှာတီးတဲ့ ecosystem တစ်ခုကိုတည်ဆောက်နေရပါဒါ Microsoft Windows နဲ့ Apple Mac OS တို့ရဲ့လောကကြီးအုပ်မှုကနေလွတ်မြောက်ပြီး PC gaming ကိုပုံမလွတ်လာတဲ့နေရာတစ်ခုဖြစ်ပြန်လဲတည်ဆောက်ဖို့ပါပဲ Ford ကသူတို့ရဲ့အတိတ်ကမှားယွင်းချက်တွေနဲ့တင်ငဲလာယူသွားပြီးတော့သူတို့ရဲ့ hardware တွေကိုဆွဲသွင်းရ software platform နဲ့ပေါင်းစပ်ပြီးတော့ Naga gaming တို့လမ်းကြောင်းတွေကိုဖောက်နေတယ်ပေါ့လေဒီ hardware တွေကအောင်မြင်မှုရှိမရှိဆိုတာကတော့ ်ချိန်ရပဲဖြည့်ချားပေးပါလိမ့်မယ်ခင်ဗျာအဲဒါမှတစ်ခုပြောရရင်ဘော့က player တွေအတွက်ပုံမကောင်းမွန်တဲ့နာခတ်ကိုတီဆောက်ကိုဆက်လက်စူးစမ်းနေရဲဆိုတာကတော့တီကြပေါက်ပါပဲကဲတော့ဒီလောက်ဆိုရင် Lord Drew နဲ့ Body ရဲ့တစ်ထွက်ဟောက်ပွဲတွေကြောင်းကောင်းကောင်းကြီးတည်သွားလောက်ပြီလို့ထင်ပါတယ်အဲ့တော့ဘယ်ဟာဝယ်ဖို့စီစဉ်တာလဲဘယ်ဟာလိုချင်လဲကွန်ဗတ်ပေါ့မရေးပြီးတော့ပါအောင် KV ကိုရှိယူအားပေးနေတဲ့ဥတျောက်ချင်းစီတိုင်းလဲကြီးစုထူးပဲတင်ရှိလိုက်ပါတယ်ခင်ဗျာ Thank you. Gimme is mas pula be Jesus